မင်္ဂလာပါရှင်ပြည်သူရေဒီယိုဆောင်မအစီအစဉ်မှာကြိုဆိုပါရရှင်ဒီအစီအစဉ်မှာအတွေးခေါ်ဖော်ပြတိုးတက်စေမယ့်ပူတူတာများနှလုံးသားဖော်ပြစေမယ့်ယတာစာပေများဖြင့်နိုင်ငံရေးပညာရေးလူမှုရေးစီးပွားရေးဆိုင်ရာဆောင်မများကိုလည်းပြည်သူရေဒီယို People's Radio မြန်မာရဲ့အခွင့်အသားများမှာအပတ်စဉ်စနေနေ့တနင်္ဂနွေနေ့တွေမှာဖတ်ကြားထုတ်လွှင့်သွားမှာဖြစ်ပါရရှင် အခုဖတ်သွားမယ့် ဆောင်းမကတော့ DVB မှာမေလ31ရက်နေ့ကဖော်ပြခဲ့တဲ့ဆောင်းမရှင်လင်းဆက်ညင်ချန်ရေးခဲ့တဲ့အာဆီယံနဲ့တွက်နေမှနေစေမြန်မာပု္ပ္ပစာဆိုတဲ့ဆောင်းမပဲဖြစ်ပါတယ်။အပြည့်အခက်ရက်စဲကြောင်ကြီးညာပြီးပြည်သူကိုလည်းစိတ်ရှိတိုင်းပြတ်တက်နေတဲ့စစ်ကောင်စီအပေါ်အာဆီယံခေါင်းဆောင်တွေကအတိအမှတ်ပြုချီးကျူးလိုက်ပြန်ပါတယ်။မေလ26ရက်နဲ့28ရက် မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာကျင်းပတဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးအပြီးအာဆီယံကောင်ဆောင်တွေရဲ့မြမအရေးကြီးညာချက်မှာချီးကျူးလိုက်ခြင်းပဲဖြစ်ပါတယ်။စကိုင်းငလျင်ကြီးလောက်ခတ်ပြီးတဲ့နောက်စစ်ကောင်စီက3ကြိမ်သက်တိုင်းယာယီအပြည့်ရက်ကြောင်ကြီးညာခဲ့တာနဲ့တော်လန်ဤအင်အားစုတွေရဲ့အပြည့်ရက်ကြီးညာချက်တွေကို အာဆီယံကအတိအမှတ်ပြုချီးကျူးလိုက်တာပါ။ ဒါအပြင်အကြံဖတ်မှုတွေရပ်တန့်ရင်းနဲ့ကနအူးအဆင့်အနေနဲ့အပြည့်ရက်ခြင်းကိုဆက်လက်တက်တန်တိုးပြီးတနိုင်ငံလုံးအပြည့်အခက်ရက်စက်ရေးပေါ်ဆောင်မှုကိုလည်းအာဆီယံကောင်ဆောင်တွေကတောင်းဆိုလိုက်ပါတယ် စစ်ကောင်စီဟာဖြတ်အားပြင်းကလင်လောက်အပြီးဧပြီ၂ရက်နေ့ကစလို့မေလကုန်အထိအပြည့်ရက်ကြောင်၃ချိန်ကြီးညာခဲ့ပြီးအပြည့်ရက်ကာလအတွင်းလေးချောင်းတိုက်ခိုက်မှု182ချိန်အပါအဝင်တိုက်ခိုက်မှုပေါင်း243ချိန်ကျူးလွန်ခဲ့ရမှာအရက်တာ200ကျော်တိဆုံးခဲ့တယ်လို့ကုလသမဂ္ဂကမေလ၂ရက်မှာထုတ်ပြန်ခဲ့ပေမဲ့အာဆီယံခေါင်းဆောင်တွေကပြက်ပြက်တာတာတွေးကြောင်စွာနဲ့မမြင်ချင်အောင်ဆောင်းလိုက်ပါတယ် အာဆီယံခေါင်းဆောင်တို့ရဲ့တွေးကြောင်မှုကကဘာနဲ့ချီတုံလောက်ခဲ့ရတဲ့မေ12ရက်ဒီပဲရင်မြို့နယ်အိုးဒိန်တွင်းရွာမှာ စာတင်ကြောင်ဘုံကျဲတိုက်ခိုက်ခံရမှုကိုတော့မမြင်ချင်အောင်ဆောင်တဲ့အထိပါပဲ။အိုးဒိန်တွင်းရွာမှာစာတင်ကြောင်ဟာတာမန်တိုက်ခိုက်ခံရခြင်းမဟုတ်ပါဘူး။ခလေးတွေစာတင်နေတဲ့အချိန်မှာစာတင်ကြောင်မှန်တည့်ရက်နဲ့ဘုံကျဲချခံရတာပါ။ အဲ့ဒီဘုံကျဲတိုက်ခိုက်မှုကြောင့်ចောင်းလူចောင်းသား22ဦးနဲ့ဆရာမ2ဦးတိတ်ဆုံးပြီးအယောက်100ကျော်ဒဏ်ရာရခဲ့ကြတယ်စစ်ကောင်စီကအပြစ်အခက်ရပ်ထားကြောင်းကြေညာထားချိန်မှာတိုက်ခိုက်ခြင်းပါပဲ ဆက်လက်ပြီးမေလ23ရက်မှာလည်းရတေးတော်မြို့နယ်ထွန်ရွေရွာကိုဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေးတအူးအပါဝင် အရတား73ဦးတမနယ်တေဆုံးခဲ့တာနဲ့မေလ25ရက်ကြောက်ကြီးမြို့နယ်ကျွန်းကြီးကျေးရွာမှာရှိနေတဲ့မင်္ဂလာအဲ့ခံပွဲနေအိမ်ကိုစစ်တပ်ကလေးချောင်းကနေဘုံကျဲချခဲ့လို့တရုတ်တမီအပါဝင်ပြည်သူ72ဦးတေဆုံးပြီး38ဦးဒဏ်ရာရခဲ့တာကလည်းမေလအတွင်းထင်ရှားတဲ့စစ်ကောင်စီရဲ့အစူလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေပါပဲ အာဆီယံခေါင်းဆောင်တွေဟာစစ်ကောင်စီရဲ့အပြစ်ရက်ချိန်ညပြီးပြည်သူတတ်နေတာကိုလည်းမသိချင်အောင်ဆောင်အိုးတိုင်းတွင်ရွာစာတင်ကြောင်ဘုံကျဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးကြံရည်တူမိသားစုတွေကိုစာနာထောက်ထားဝမ်းနည်းမိကြောင်းပဲမဆိုစစ်ကောင်စီရဲ့ကြောင်းမက်ဖွဲ့ရာဇဝတ်မှုအပေါ်ကန့်ကွက်ချုပ်ရှားဖို့ဝေးစွာ စစ်ကောင်စီရဲ့အပြစ်ရဲ့ကြီးညာချက်ကိုတောင်အတိအမှတ်ပြုချီးကျူးလိုက်သေးတယ်ဆိုတော့စာရွက်ပေါ်မှာအပြစ်ရက်ပြီးပြည်သူတတ်နေခြင်းကိုအာဆီယံခေါင်းဆောင်တွေက ထောက်ခံမှုပေးလိုက်တဲ့တဘောစစ်ကောင်စီပြည်သူဘလောက်တတ်တမတိကျင်အောင်ဆောင်ခဲ့တဲ့အာဆီယံရဲ့မူကိုအခု46ကြိမ်မြောက်ထိပ်သီးအစည်းအဝေးမှာလဲလက်ဆင့်ကန်တည်ဆောင်လိုက်ခြင်းလို့ဆိုရပါမယ် ဒါကိုနောက်တဲ့နေထပ်ပြောရရင်မြန်မာပြည်သူတွေဘလောက်တိတ်တိတ်ငါတို့နဲ့မဆိုင်ဘူးလို့အာဆီယံခေါင်းဆောင်တွေကအတန်တိတ်ဖော်ပြလိုက်ခြင်းမှာပဲ2021ခုနှစ်ဖေဖော်ဝါရီလ19ရက်နေ့ဦးကောင်းကြည်တင်ကြဆောင်ခဲ့တဲ့မြားတွဲတွဲခိုင်ကစလို့ဒီကနေ့ထိတိုင်စစ်ကောင်စီရဲ့ပြည်သူတပ်ဖြတ်မှုအစုစုတို့ကိုစွန့်အာနာမကြားခြင်းအောင်ဆောင်ခဲ့တာပါ ပြောရရင်အာဆီယံဘုံတဘောတူညီချက်၅ရက်အထားမြောက်လာစေရတဲ့အတွက်မင်းအောင်လှိုင်နဲ့တူရဲ့နိုင်ငံသားရေးဝန်ကြီးကိုအာဆီယံထိပ်သီးအစည်းအဝေးတက်ခွင့်ပိတ်တာကလွဲလို့စစ်ကောင်စီအညိုညင်မခံရရေးကို ကြစ်ကြစ်ပါဆုတ်ခိုင်းနေတာပါ။ဒါကြောင့်စစ်ကောင်စီရဲ့အကြမ်းဖက်မှုမှန်သမျှကို မတိချင်အောင်ဆောင်အဲ့ဒါလို့မတီးကျင်အောင်ဆောင်လို့ရောအကြမ်းဖက်မှုတွေရော့ကျသွားသလားဆိုတော့ပို့ပြီးညပြလာရုံသာမကပဲ အိုးတိုင်းတွင်ရွာစာတင်ကြောင်တိုက်ခိုက်ခံရမှုလို့အင်မတန်လက်ရင်နဲ့အကြမ်းဖက်သမားတွေရဲ့ရက်ဆက်ကြမ်းကြုံမှုမျိုးအထိကြောက်စရာကောင်းနေတာပါတေချာတာကတော့စစ်ကောင်စီရဲ့အကြမ်းဖက်နေမှုကိုမတိကျအောင်စောင့်နေခြင်းနီးနဲ့မဟန့်တားနိုင်ခဲ့ပါဘူးအာဆီယံဘုံတဘောတူညီချက်၅ရက်တက်တန်ဟာအခုဆို၄နှစ်ကျော်ခဲ့ပြီမဲ့တုံညာအကဘာမှာပတ်လက် ဒါပေမဲ့အာဆီယံခေါင်းဆောင်တို့ရဲ့နောက်ဆုံးထုတ်ကြေညာချက်ထဲမှာတော့ဒီမူ၅ရက်ကိုပဲဖျားဟောတရားထာဝရအမှန်တရားပမာအဓိကရည်ညွှန်းချက်အဖြစ်ဆက်လက်ဂိုင်းဆွဲရမယ်လို့ဆိုပြန်ပါတယ်။လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာမြမအရေးနဲ့ပတ်သက်ပြီးအရေးကြီးတဲ့ညှိနှိုင်းမှုအဆင့်တွေကိုဖြတ်တန်းနေတယ်လို့ပြောတယ်လို့တစ်ဖက်မှလည်းအချိန်နေတိုင်းကထိလွယ်ရှလွယ်ရှိနေစေပဲလို့ပြောပြန်ပါတယ်။ သူရဲ့ဆိုလိုရင်ကမြမအရေးဟာနေကျင်ညခြင်းအောင်မြင်သွားနိုင်တယ်လို့အချိန်မရွေးလဲကြေမွားပြက်စီသွားနိုင်ကြောင်းတာမန်လူတယောက်တောင်ဟောနိုင်တဲ့ညှောက်စာ၆စာ ဟောကိမျိုးပါပဲ။ မလေးရှားဝန်ကြီးဆောင်အန်နွာကစစ်ကောင်စီနဲ့တင်မကပဲ NUG အစိုးရအပါအဝင်တော်လိုင်းအင်အားစုတွေနဲ့ပါတရဝင်ထိတွေ့ဆက်ဆံခဲ့တဲ့အပေါ်အစင်တက်တစ်ခုလို့ထက်လန်နိုင်ခြင်းအဖြစ်ဂုံယူနေတယ်လို့မြမအရေးအာဆီယံရဲ့ကြိုးပမ်းနေမှုဟာတိုးတက်မှုရှိတယ်လို့လည်းမေလ26ရက်အာဆီယံထိပ်တည်အစည်းအဝေးအဖွဲ့မိန့်ခွန်မှာပြောကြားခဲ့တာကကိုရုပ်ကိုမှန်တယ်ကြည်ပြီးငါချောလာတယ်လို့ဆိုလိုက်တယ်လို့ပါပဲ။ အာဆီယံခေါင်းဆောင်တွေရဲ့နောက်ထပ်အကြီးအကျယ်ဆုံးမတိကျင်အောင်ဆောင်မှုကစစ်ကောင်စီရွေးကောက်ပွဲအပေါ်တဘောတာမပေးနိုင်ခြင်းမှာပဲမလေးရှားနိုင်ငံသား၏ဝန်ကြီးမိုဟာမတ်ဟာဆန်ကစစ်ကောင်စီရွေးကောက်ပွဲဟာပြင်ပကဘာကိုလက်ပြဖို့ပြပွဲတစ်ခုသာဖြစ်ကြောင်းဝေဖန်ပြီးအာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်နှစ်ကြောင်းပေးခဲ့ပါတယ်အာဆီယံခေါင်းဆောင်တွေအကြားစစ်ကောင်စီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ပုံရပါပေမဲ့ဘုံသဘောထားအဖြစ်တစ်ခုထွက်မလာခဲ့ပါဘူး။ အာဆီယံဘုံတဘောတူညီချက်၅ရက်နဲ့ဖြောင်းဖြောင်းကြီးစန့်ကျင်နေတဲ့စစ်ကောင်စီရဲ့ငါတကောရွေးကောက်ပွဲကိုအာဆီယံခေါင်းဆောင်တွေကစစ်ကောင်စီညိုညင်းမှာစိုးတာကြောင့်ထောက်ဖို့ပြောကြားရဲပုံမပေါ့သူတို့နဲ့ဘာမှမဆိုင်လို့ကြော်ချသွားအောင်မဲ့တဘောလာလို့မေကွန်ထောက်ရပါမယ် ဆိုတော့အခုကျင်းပပြီးခဲ့တဲ့ ASEAN ထိပ်သီးအစည်းအဝေးရဲ့မြမအရေးထုတ်ပြန်ချက်ကိုတခွန်းနဲ့ချုပ်ရရင်တေမာကြောက်နေတဲ့တေဂန်နီလူမမာတယောက်ကို နောက်ထပ်အတက်ကယ်စီထတ်ထိုးပေးလိုက်တာပါပဲ။နှွေဦးပြည်သူတွေကတော့ ASEAN ဆိုတဲ့အတန်ကို လုံးဝမကြားချင်တော့ယုံနေမက ASEAN ရဲ့အခမ်းကဏ္ဍကိုပါ လုံးဝခောက်ထားဖို့တောင်းဆိုနေပြီပဲဖြစ်ပါတယ်။ ဆောင်းပါရှင်များနဲ့နားဆင်သူမိဘပြည်သူများအားလုံးကိုပြည်သူ့ရေဒီယို my.da များမှာကျေးဇူးထူးတင်ရှိပါတယ်ရှင်။